က်ဆိုင်ခဲ့ပါတယ်။အိုက်ဆိုင်ခဲ့ပါတယ်။တစ္ဆာရှိသူတွေတစ္ဆာရှိတဲ့သူတွေကတော့အမြဲတမ်းမြေကြီးကြရစမြဲလေ။အရန်ပျော်ပါတယ်။အရန်ပျော်တယ်ဆိုတာဒီတရှင်းကိုအရန်အားဆိုင်ထားတာလေ။အားဆိုင်ထားတယ်ဆိုတာတခုမှရှော့ထားရလဲမရှိဘူးရှိုက်ကိုရေးမှာအစအကုန်လုံးပေါ့နော်600ကျော်ရတယ်600 600နဲ့650ကျော်လောက်သွားနော်ကိုကိုရိုင်းကုန်ကြခံထားတာဘာစပွန်ဆာမှမယူထားဘူးခဏခဏကိုထပ်ထုတ်လို့ရှိတယ်တိုက်ဆိုင်နေတယ် sorry ပဲသူ့ဆိုတာမဟုတ်ဘူးခဏပြော ိုပြီးလှုပ်ထားရတဲ့ချင်းဒီတစ်ပုတ်ပြင်နောက်ထပ်တစ်ပုတ်ထပ်ထွက်ဖို့ရှိပြီးတယ်။အဲ့လိုဆိုလည်းပြောကြအောင်နော်။ဆိုဘသူတော့မှရည်ရွယ်ပြီးမဆိုတော့ပါဘူး။တို့တစားကြောင်ရောက်ကလာမေအရန်ပြောပါတယ်အရန်ပြောရဲဆိုတာဒီသင်းကိုအရန်အားဆိုင်ထားတာလေအားဆိုင်ထားရဲဆိုတာတခုမှဟို ရှော့ထားတာလည်းမရှိဘူးရိုက်ကူးရေးမှာအစားအကုန်လုံးပေါ့နော်ဒါဟို team တစ်ခုလုံးကလည်းညီတာလည်းပါတာပေါ့နော်အရန်လည်းစေတနာထားပြီးအလုပ်ပေးကြတယ်နောက်ပြီးဒီအချင်းထွက်လာတဲ့အချိန်မှာလည်း wine share ပေးကြတာကိုယ့်ရဲ့ဟိုပေါင်းသင်းနေနော်လုပ်ဖို့ကိုင်းဘက်တွေညီကောင်မောင်မတွေအကုန်လုံး wine ရ share ပေးကြတယ်အဲ့အားကြီးလည်းပါတာပေါ့နော်အဲ့အတွက်လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်အိုးတချင်းထုတ်တိုင်းအကောင်ဆုံးထုတ်လိုက်တာပါပေါ့နော်ကိုအဲကိုဘလောက်ဖန်တီးနိုင်မဖန်တီးနိုင်တဲ့လောက် တတ်နိုင်တဲ့မြအကောင်းဆုံးကိုပရိသတ်လက်ထဲကိုချပြတာပေါ့နော်ဒါပေမဲ့ဒါကကျတော့ဒီ music video ကကျတော့ဒါ writer ace ဆိုလည်းပါတယ်ပြီးတော့အကုန်လုံးဆက်စရာဟိုပူတူတို့ဒါဒါ make up ကအစရှိသမျှအကုန်လုံးအကုန်လုံးတယောက်ချင်းစီတိုင်းရဲ့အားလုံးအဆိုင်ထုတ်မှုအများကြီးပါတယ်အများကြီးပါပြီးတော့မှဒီဒါကိုပရိသတ်လက်ထဲကိုချပြရတဲ့အချိန်မှာဟိုပရိသတ်တွေအားရချင်းနဲ့သွားရပါဟုတ်စပြီးတော့ tattoo idea ရတဲ့ဟာတော့ဟိုမဆူဟာပါအမစဉ်းစားခဲ့တာအဲ့အဲ့ idea ကိုမှဆက်ပြီးတော့ဒါ ဇာညွန်ဘယ်လိုလုပ်မလဲ script ရေးတာကြတော့အဲ့ဒါကြီးကရှင်းပါရေးပြီးတော့အဲပို့ပြီးတော့သူကတော့ဒီမီမီရှိုမန်ဟာတော့ဘာတော့ကသူသူစဉ်းစားလိုက်တာပေါ့နော်ဇလန်အချင်းရတော့မစဉ်းစားထားတာလူငယ် vibe လေးပေါ့နော်လူငယ် vibe လေးတော့ tattoo artist ရဲ့ကောင်မလေးဖြစ်ရမယ်ပြီးတော့ tattoo လဲထိုးတဲ့ main ကလေးတယောက်ကတော်တော်လက်လက်နဲ့အဲ့လိုဖြစ်ရမယ်သူ့ရဲ့အဲ character ပေါ့အဲ့ character ကိုဝင်အောင်လုပ်ရတာပေါ့ tattoo artist ယောက်ရဲ့ကပြီးတော့ အရန်ကြီးချမ်းသာနေရလည်းမဟုတ်လေအဲ့လိုဆိုတော့အရန်ကားအကောင်စားကြီးလည်းမဟုတ်ဘူးဒါမှဒီဒီလို vibe ဒီလိုပုံစံမျိုးလေးလိုချင်တာလိုချင်နေဆိုပြီးတိုင်မြင်ကြတာပေါ့နော်တိုင်မြင်ကြပြီဘယ်လိုကားရှာမလဲရှာတာတော့အဲ့စိတ်ပဲရှာလိုက်တာပါကားကတော့ရှာလိုက်တာ vibe ကတော့ဒီလိုမျိုးနည်းနည်းခက်ဆိုးဆိုးခက်ဆိုးဆိုးကောင်မလေးနဲ့ကောင်လေးပေါ့အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ကောင်ကကုန်းနေ600ကျော်ရတယ်600နဲ့650ကျားလောက်သွားမှာကိုကိုရိုင်းကုန်ကြခံထားတာဗာစပွန်ဆာမှမယူထားဘူးကျန်တဲ့ဟာကြီးဆိုရင်ကစီနေနေမယ်အဲ့တချင်းနဲ့ပတ်သက်ရင် ကျွန်တော်တို့လုံးဝကက်စီမနေဘူးကက်စီမနေဥစားပြီးတော့အဲဒီဒီချင်းရရတာကုန်ကြတာနဲ့တန်တယ်ပြန်ရတာတန်တယ်ပေါ့နော်တန်တယ်ကိုပရိသတ်လက်ထဲကိုအပ်လိုက်ရတာဟိုကကိုယ့်ရဲ့ပီတိတစ်မျိုးပဲအဲ့လိုမျိုးဆိုတော့ကုန်တော့ကုန်တယ်တော်တော်ကြီးတော့ကုန်တယ်ဒါပေမဲ့အဲ့ဒီတော့လည်းတစက်မှတေးသေးလေးရစားဥမာလက်သေးလေးရစားဆို short ကိုမစင်စားထားအောင်သေးစိတ်တီတီအတီးကြလောက်တာသစာရှိသူတိုင်းတွက်ကမြည်ပေါက်ပြဲနေသူတိုင်းတွက်ကပျော်ရွှင်မှု အဲ့တော့ဆောင်းဆောင်းသွားတဲ့လူကိုဆောင်းဆောင်းသွားတာအဲ့တော့ဘယ်သူမှရှုံးချစ်နေတဲ့လူထားခဲ့တဲ့လူကရှုံးတာပေါ့ဟိုနောက်ထပ်ရွေးဝါးတဲ့လူကသူ့ကိုချစ်လားမသိမချစ်လားမသိတိုက်ဆိုင်နေရလားဆိုတော့တိုက်ဆိုင်ခဲ့ပါတယ်တိုက်ဆိုင်ခဲ့ပါတယ်တစ္ဆာရှိသူတွေတစ္ဆာရှိတဲ့သူတွေကတော့အမြဲတမ်းမျက်ရည်ကျစမြဲလीအာ တကယ်တမ်းပျော်ရွှင်တဲ့သူတွေကဖောက်ပြန်တဲ့သူတွေပဲပျော်ရွှင်ကြတာဆိုတော့ဒါကတော့ကိုယ်လည်းတိုက်ဆိုင်ခဲ့ဘူးပါတယ်တိုက်ဆိုင်နေတဲ့သူတွေလည်းရှိပါပဲပေါ့နော်တကယ်တမ်းကျတော့လည်းအာတကယ်တမ်းပြောရမယ်ဆိုလို့ရှင်ရှုံးတဲ့လူကတော့ဖောက်ပြန်တဲ့လူကရှုံးတာကိုယ်ဆက်တဲ့လူရှုံးသွားတာကိုဆုံးရှုံးသွားတဲ့လူကသာရှုံးမှာဒီဘုတ်ကိုဘယ်လောက်ထိနေတာလဲအားလုံးသိလို့ချင်အရန်အချိန်ပေးရတယ်နောက်တစ်ခုထပ်ထုတ်လို့ရှိတယ်တိုက်ဆိုင်နေတဲ့ sorry ပဲသူ့ဆိုတော့ဟုတ်ဘူးလေ ဒီတပုတ်ထမ်းမဟုတ်နောက်တပုတ်ရှိရယ်နောက်တပုတ်ဆိုရင်ဒါအကုန်လုံးရုံချင်းကြောင့်ပြောထားပြောပြောရမယ်တချင်လုံးကအဲ့ဒါနှစ်ပုတ်ရှိရယ်ဒီတပုတ်ကဒီတပုတ်ကဒီတပုတ်ပြီးတော့နောက်တပုတ်ကိုချက်ချင်းပြတ်တာပေးတာမအေးဒီချင်းလေးရတယ်ဆိုပြီးတော့ဒါလည်းကြိုပြီးလောက်ထားရတဲ့ချင်းဒီတပုတ်ပြီးနောက်ထပ်တပုတ်ထပ်ထွက်ဖို့ရှိသေးတယ်အဲ့လိုဆိုလည်းပြောကြမှာကောင်းဆိုဘသူတော့မှရည်ရွယ်ပြီးမဆိုတော့ပါဘူး ဲ့ဘူးလားဆိုတော့အမော့အဲနည်းချင်းတော့ကြုံခဲ့ဘူးလားပေါ့ဒါပေမဲ့အဲ့ချိန်မှာဒါပေမဲ့မင်းကျတော့အဲ့လိုမျိုးတဝဲဆိုတွန်တိုတတ်တယ်တွန်တိုတတ်တယ်ဒါပေမဲ့အရန်ကြီးအဲ့လိုလိုက်ပြောအဲ့လိုလိုက်ပြောလိုက်ကြည့်လိုက်တစ်ချိန်လုံးအဲ့လိုမျိုးကြီးတော့မလုပ်တတ်ဘူးဒါပေမဲ့တစ်ခုခုကိုကြုံလိုက်ရပြီဟုတ်တယ်တေချာသွားပြီဆိုရင်တော့ရတန်းရလိုက်တယ်ဆက်မသွားတော့ဘာလို့လဲဆိုတော့အဆင်မပြေတော့ဘူးစိတ်က ချစ်တယ်ဆိုလို့ရှိရင်ဘာလို့လဲဆိုးလည်းတိခိုင်တယ်အကုန်ရရတိုင်းကိုတိခိုင်တယ်အစတည်းကကိုမကြိုက်တဲ့ဟာကိုပြောထားပေးတာဖောက်ပြန်တာမကြိုက်ဘူးလိမ့်နာညာတာမကြိုက်အောင်ဆိုအမုန်းလို့ညာဖောက်ပြန်တာလိမ့်နာညာတာအဲ့နှစ်ခုကိုလုံးလို့ရှိရင်လိမ့်နာညာတာဆိုအသေးဖွဲလေးတွေလိမ့်နာကိုပြောတာမဟုတ်ဘူးပေါ့နော်အဲ့လိုလူတယောက်ကအသေးဖွဲလေးကအစလိမ့်ပြီဆိုလို့ရှိရင်တော့အကြီးလိမ့်ကမခိုင်းရင်တော့အဲ့လိုဆိုတော့ဖောက်ပြန်မယ်ဆိုလို့ရှိရင်တစ်စက္ကန့်တောင်မကြာဘူးထားခဲ့မယ်လို့ပြောပြီးလား ။တကယ်အဲ့တိုင်းပဲ။အဲ့ချိန်မှာမပြတ်သားနိုင်လဲထားခဲ့။ရှင်းနေသေးလားထားခဲ့။တကယ်ဝေးသွားရင်ခံစားရမယ်။ရရှင်ခဲ့တော့ရဲ့တိတ်တွေငါမမေ့သေးဘူး။ထားခဲ့လို့မချစ်တော့တာမဟုတ်ဆက်ချစ်နေအောင်မှာ။ဒါမှမဟုတ်ကိုယ့်စိတ်ကိုပြတ်သားနိုင်အောင်စူးစမ်းပြ။အဲ့ပြတ်သားသွားတဲ့တနေ့ကျရင်အရာအလုံးမေ့သွား။ဘလို့ဆိုတာကိုမေ့သွားအကုန်မေ့သွားဘာမှရှိတော့ဘူး။ ။ဟိုဆိုခွန့်လွတ်တယ်။အရာရာတန်းကိုတီးခန့်တယ်ခွန့်လွတ်တယ်။အဲ့ဟိုဆိုမကြိုက်တဲ့အချက်ကလေးတွေကိုလုံလို့ရှိရင်မရဘူး။ကျေးလာပျော်ပန်းနေတော့မယ်ကော်ပြီကျော်ပဲပျော်ခြင်းနဲ့အခုကအစိုးအလုပ်တွေလုပ်မယ်အလုပ်တွေလုပ်မယ်ပျော်ပျော်ရှင်နဲ့အဲဒါပြီးရင်ဘာဆက်လုပ်မလဲဘာပလန်တွေလုပ်မလဲ ပြီးတော့ဘဝမှာပျော်ပျော်ရွှင်ရွှင်နဲ့အေးအေးဆေးအေးဆေးစမ်းမနေကြတာပရိသတ်ကိုကိုယ့်အခြေတဲ့ပရိသတ်တွေကလည်းဟိုပျော်ပဲပျော်စေချင်တာလေအဲသူတို့ပျော်အောင်နေစေချင်တဲ့အတိုင်းပဲဆက်ပျော်တော့မယ်နောက်ဆုံးပရိသတ်တဲမှာအယုတ်လမြန်မြွေယောက်ျားရောမိန်းကလေးရောအကုန်လုံးရှိမယ်ဒါပေမဲ့ဆိုတော့မိန်းမတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့မိန်းမရဲ့ခံစားချက်ကိုတော့ပို့ပြီးတော့ပို့တည်တယ်ပို့နားလည်တယ်ပေါ့နော်အဲ့တော့မိန်းမတို့ကြီးလက်အတူတူလည်းရှိနေပါမယ်ဆို